မင်္ဂလာညချမ်းပါရှင်။အလဲဘင်းရုတ်တန်ရဲ့ညပိုင်းသတင်းတွေကိုပြန်လည်ပြီးတော့စတင်ပေးပါရမေး။ဒီကနေ့ညမှာတင်ဆက်ပေးမယ့်သတင်းတွေကရန်ကုန်မန္တလေးအမြင်လမ်းမကြီးမိုင်းတိုက်169အနီးမှာရေတိုက်မှုဖြစ်ပွားခဲ့ရာတအူးသိဆုံးဆိုတဲ့သတင်း။အေအားပြင်းကလေးကြောင့်ဇွန်လ14ရက်နေ့ထိသေဆုံးသူ 3952ဦးထိခိုက်ဒဏ်ရာရရှိသူ9104ဦးနဲ့ပျောက်ဆုံးသူ54ဦးရှိဆိုတဲ့သတင်းအမေရိကန်နိုင်ငံတမွန်ဆန္ဒပြမှုဖြစ်ပွားနေချိန်တွင်တပ်ပရဒေါ်နယ်ထရန်ကနှစ်ပေါင်း30ကျော်အတွင်းဝါရှင်တန်တွင်စစ်ရေးပြခန်းနာကိုဥဆောင်ပြုလုပ်ဆိုတဲ့သတင်းမြောက်ကိုရီးယားကမတော်တဆထိခိုက်ခဲ့တဲ့ဖြတ်သိမ်းမောကိုထပ်မံရေချဆိုတဲ့သတင်းဂက်တူဆိုကိုအီတလီလက်ရေးစင်ဒီပြဖြစ်ခန့်အပ်ဖို့လှုံ့ဆော်နေတယ်လို့ဘူဖွန်အတီးပြဆိုတဲ့သတင်းစားတဲ့သတင်းကိုတင်ဆက်ပေးပါပါဥဆောင်နေနေ ရန်ကုန်မန္တလေးအမြန်လမ်းမကြီးမိုင်းတိုင်190ခွန်အနီးမှာရင်တိုက်မှုဖြစ်ပွားခဲ့ပြီးတဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မန္တလေးအမြန်လမ်းမကြီးမိုင်းတိုင်190ခွန်အနီးမှာရင်တိုက်မှုဖြစ်ပွားခဲ့ရာတဦးသေဆုံးခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ကြေညာသိရပါဗျ။ဇွန်လ15ရက်နေ့ မနက်9:00နာရီအချိန်ခန့်ကရန်ကုန်မန္တလေးအမြင်လမ်းမကြီးမိုင်တိုင်အမှတ်198မိုင်နဲ့198မိုင်တစ်ဖက်လုံးအနီးမှာယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာရင်ကောင်းကန်အတွင်ရင်မောင်းမျက်နေကြောင်တရင်ရတဲ့အတွက်ပလွေးအမြန်လမ်းမိသက်စကန်ကမိငိမ့်သက်ရင်တစီနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေတွားရောက်ဆောင်ရွက်ခဲ့တယ်လို့သိရပါဗျ။ရင်တိုက်မှုကြောင့်အမျိုးသားတအူးသေဆုံးက အမျိုးသားတအုပ်ကတော့မစိုးရင်ရတဲ့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၎င်းတို့ကို နေပြည်တော်ကရင်တထောင်စင်းုံကိုကုညီပို့ဆောင်ပေးခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ဆက်လက်ပြီးအင်အားပြင်းကလေးကြောင့်ဇွန်လ14ရက်အထိသေဆုံးသူ3952ဦးထိခိုက်ဒဏ်ရာရရှိသူ9104ဦးနဲ့ပျောက်ဆုံးသူ54ဦးရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာမက်လော28ရက်ကလှုပ်ခတ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ငလျင်တံကိုပြင်းထန်စွာခံစားခဲ့ရတဲ့တိုင်းဒေသကြီးပြည်နယ်6ခုတို့မှာဇော်လ14ရက်အထိသေဆုံးသူ3952ဦးထိခိုက်ဒဏ်ရာရရှိသူ9104ဦးနဲ့ပျောက်ဆုံးသူ54ဦးရှိတယ်လို့သိရပါဗျ။မြန်မာနိုင်ငံမိသားတက်ဖွဲ့နဲ့ပြည်ရင်းပြည်ပကရှောက်ဖွေကေစင်ရေးအဖွဲ့ဝင်တွေဟာလိုအပ်တဲ့ဒေတာတွေကိုရှောက်ဖွေကေစင်ရေးလုပ်ငန်းတွေဆောင်ရွက်ပေးလျက်ရှိပြီးအစောအုံတွေအတွင်ပြိမိနေသူတွေကိုရှောက်ဖွေကေစင်ခဲ့ရာ ်ဇွန်15ရက်အထိအသက်ရှင်သူ653ကိုရှာဖွေကိစ္စပေးနိုင်ခဲ့ပြီးတေဆုံးသူ832ကိုရှာဖွေပေးနိုင်ခဲ့ကြောင်းသိရပါတယ်။ငလီဘေးသည့်ပြည်သူတွေကိုပြည်ရင်းစေတနာရှင်လူရှင်တွေကငွေနဲ့အလူပစ္စည်းတွေထောက်ပံ့လူရင်းလျက်ရှိတယ်လို့ပြည်ပနိုင်ငံတွေအဖွဲ့အစည်းတွေစေတနာရှင်အလူရှင်တွေကလည်းငွေနဲ့အလူပစ္စည်းတွေထောက်ပံ့လူရင်းပေးလျက်ရှိတာဖြစ်ပါတယ်။နိုင်ငံတော်သတင်းတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်။ အမေရိကန်နိုင်ငံတဝန်ဆန္ဒပြမှုများဖြစ်ပွားနေချိန်တွင်သမ္မတဒေါ်နယ်ထရန့်ကနှစ်ပေါင်း30ကျော်အတွင်ဝါရှင်တန်တွင်စစ်ရေးပြခန်းနာကိုဥဆောင်ပြုလုပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်နိုင်ငံတဝန်ဆန္ဒပြမှုတွေဖြစ်ပွားနေချိန်မှာသမ္မတဒေါ်နယ်ထရန့်ကနှစ်ပေါင်း30ကျော်အတွင်အကြီးမားဆုံးစစ်ရေးပြခန်းနာကိုဇော်လ14ရက်ကဝါရှင်တန်မြို့တော်မှာဥဆောင်ပြုလုပ်ခဲ့ပြီးဒါဟာသူ့ရဲ့86နှစ်ပြောက်မွေးနေ့နဲ့လည်းတိုက်ဆိုင်ခဲ့ပါတယ်။ အမေရိကန်ရဲ့မျိုးတွေမှာဆန္ဒပြသူတွေကထရမ့်ဟာအာဏာရှင်တဦးလိုမျိုးပြုမူနေကြောင်းစွပ်စွဲခဲ့ကြပါတယ်။အမေရိကန်စစ်တပ်ထူထောင်တဲ့နှစ်ပေါင်း250ပြည့်နှစ်ပတ်လည်ကိုခုံပြုဖို့အတွက်ဝါရှင်တန်မှာတင်ကားတွေ၊လေယာဉ်တွေနဲ့စစ်သားတွေကစီးပြအခမ်းအနားပြုလုပ်ခဲ့ပြီးတဲ့နောက်ထရမ့်ကအမေရိကန်ဟာကမ္ဘာပေါ်မှာအထူးကျွံဆုံးနိုင်ငံဖြစ်ကြောင်းချီးကျူးခဲ့ပါတယ်။လော်အင်ဂျလိစ်မြို့မှာရဲတပ်ဖွဲ့ကဆန္ဒပြသူတွေကိုမျက်ရည်ရိုးဖုံးတွေတုံးပြီးဖြုတ်ခွင်းနေပြီးအမေရိကန်ရဲ့မဟာမိတ်ဖြစ်တဲ့အစ္စရေးက အီရန်နဲ့အပြန်အလှန်တိုက်ခတ်မှုတွေဖြစ်ပွားနေတာကြောင့်အရှေ့အလယ်ပိုင်းမှာပဋိပက္ခမြင့်တက်နေချိန်မှာအမေရိကန်ရဲ့ဈေးပြခန်းနာပြုတ်လို့မှုဟာကွဲပြားခြားနားတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။နယူးယောက်၊ဖီလာဒယ်ဖီးယား၊ဟော့စတန်နဲ့အတ္လန်တာမြို့တွေအပါအဝင်အမေရိကန်ရဲ့မြို့တွေမှာလမ်းတွေပေါ်ဆန္ဒပြသူတွေကဘရင်တွေအလိုမရှိဘူးလို့ဟစ်ကြွေးဆန္ဒပြခဲ့ကြပြီးတဲ့နောက်ထရမ့်ကဈေးပြခန်းနာကိုပြုတ်လုခဲ့တာဖြစ်ပါတယ်။ ထရမ့်ဟာပြည်ရင်းနဲ့နိုင်ငံတကာစင်မြဲထက်မှာသူ့ရဲ့ဘာဝကိုအခိုင်အမာပြောဆိုနေချိန်မှာအခုလိုစည်ရင်းပြအခမ်းအနားပြုလုပ်ပြီးအင်အားပြခဲ့တာဖြစ်တယ်လို့ကျွမ်းကျင်သူတွေကပြောပါတယ်။စည်ရင်းပြအခမ်းအနားနဲ့ပတ်သက်ပြီးထရမ့်ကမေကုံးပြောကြရမှာအမေရိကန်ရဲ့ရံပတ်တွေကိုအလုံးစုံအနိုင်ယူသွားမှာဖြစ်ကြောင်းသတိပေးခဲ့ပါတယ်။အမေရိကန်ပြည်သူတွေကိုချင်းချောက်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ရဲ့စစ်သားတွေကချင်းချောက်တဲ့သူတွေစီရောက်လာလိမ့်မယ်ဆိုတာကိုအမေရိကန်ရဲ့ရန်သူတွေကမကြာခဏသိရှိထားခဲ့ပြီးပါပြီလို့ထရမ့်ကပြောကြားခဲ့ပါတယ်။ ထရမ့်ဟာ၎င်းရဲ့ပထမသက်တမ်းကလေးကကြီးကျယ်ခမ်းနားတဲ့ဆေးပြအခမ်းအနားပြုလုပ်လို့ကြောင်းပိုးမင်လင်းလင်းပြောကြားခဲ့ပြီးအဆိုပါဆေးပြအခမ်းအနားတွေဟာရုရှားနဲ့မြောက်ကိုရီးယားတို့မှနှစ်ဆင်ပြုလုပ်လို့ရှိပါတယ်။အမေရိကန်မှာနောက်ဆုံးကြိမ်ဆေးပြအခမ်းအနားကို1992ခုနှစ် ပင်လယ်ကွေ့စစ်ပွဲအပြီးမှာပြုလုပ်ခဲ့တာဖြစ်ပြီးအခုစီရေးပြအခမ်းအနားဟာနှစ်ပေါင်း30ကျော်အတွင်းပထမအကြိမ်စီရေးပြအခမ်းအနားဖြစ်ပါတယ်။စီရေးပြအခမ်းအနားမှာအင်ပီရိုရှေ့မှာတင်ကားတွေလေယာဉ်တွေနဲ့စစ်သား8000နီးပါးဖြတ်တန်းသွားချိန်မှာထရမ့်ကမတည့်ရက်ပြီးအလေးပြုခဲ့ပါတယ်။အခုစီရေးပြအခမ်းအနားအတွက်ဒေါ်လာ45သန်းကုန်ကျခဲ့ကြောင်းအမေရိကန်စစ်တပ်ကပြောကြားခဲ့ပါတယ်။ဒါ့ပြင်စီရေးပြအခမ်းအနားကိုမျိုးချစ်ပုတ်ကို2သိန်းခွဲကျော်တက်ရောက်ခဲ့တယ်လို့အင်ပီရိုကထုတ်ပြန်ခဲ့ပါတယ်။ဆလာဘီ မြောက်ကိုရီးယားကမတော်တဆထိခိုက်ခဲ့တဲ့ဖြတ်သိမ်းမှုကိုထပ်မံရေးချဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြောက်ကိုရီးယားကပြီးခဲ့တဲ့လတွေပြုလုပ်ခဲ့တဲ့သင်းမောရေချတဲ့အခမ်းအနားမှာမတော်တဆဖြစ်ပွားပြီးထိခိုက်ခဲ့တဲ့ဖြတ်သင်းမောကိုပြန်လည်ပြင်ပြင်ခဲ့ပြီးနောက်ဒုတိယအကြိမ်မြောက်ဂျိုးဘက်မှုမှာအောင်မြင်စွာရေချနိုင်ခဲ့ပြီးမြောက်ကိုရီးယားခေါင်းဆောင်ကေဂျုံအန်လည်းတက်ရောက်ကြည့်ရှုခဲ့တယ်လို့နိုင်ငံပိုင် KCNA သတင်းအေဂျင်စီကဇွန်လ23ရက်မှာဖော်ပြခဲ့ပါတယ်။ကန်ကုန်းလို့အမည်ပေးထားတဲ့ဒီဖြတ်သင်းမောရေချတဲ့အခမ်းအနားကို ဇွန်၁၂ရက်ကရာကျင်သင်္ဘောကျင်းမှာပြုလုပ်ခဲ့တာဖြစ်တယ်လို့ KCN ကထုတ်ပြန်ခဲ့ပါတယ်။ဒီနာမည်ဟာ1950ခုနှစ်ကနေ1953ခုနှစ်အထိဖြစ်ပွားခဲ့တဲ့ကိုရီးယားစစ်ပွဲအတွင်းသေဆုံးခဲ့တဲ့မြောက်ကိုရီးယားထိပ်သီးစစ်ဗိုလ်ချုပ်ကြီးတအူးရဲ့အမည်ကိုအစွဲပြုပြီးအမည်ပေးခဲ့တာဖြစ်ပါတယ်။ဘတော်တဆမှုဖြစ်ပြီးတရင်နှစ်ပတ်ကြာကြတဲ့အချိန်မှာသင်းမောကိုအလုံးစုံပြန်လည်ပြုပြင်ပြီးဘီကင်းလုံကျုံစွာနဲ့စီစဉ်ထားတဲ့အတိုင်းအောင်မြင်စွာရေးချနိုင်ခဲ့ပါပြီလို့ဂိမ်းကပြောကြားခဲ့ကြောင်း KCN ကထုတ်ပြန်ခဲ့ပါတယ်။ ဓာပြင်လာမယ့်နှစ်အတွင်းဖြတ်သိမ်းမော့အသက်20ဆင်းကိုတည်ဆောက်မယ့်အစီအစဉ်ကိုလည်းကင်ကအတည်ပြုခဲ့ကြောင်းထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ဟာမိမိတို့ရေတက်ရဲ့ကာကွယ်လှုံ့ဆော်မှုတွေနဲ့အဆင့်အတန်းကိုတိတိတသာပြောင်းလဲစေတဲ့ရှေ့ပြေးနမိတ်ဖြစ်ကြောင်းကင်ကပြောပါတယ်။ KCN တွေကထုတ်ပြန်တဲ့ဓာတ်ပုံတွေမှာကင်နဲ့အတူသမီးဖြစ်သူကင်ကျူရဲ့လည်းလိုက်ပါလာပုံကိုမြင်တွေ့ရပါတယ်။ကျွန်တော်တို့အနေနဲ့ရေတက်အင်အားကိုပုံပုံလင်းမြန်စွာမြင့်တင်ရပါလိမ့်မယ်။ အဲ့ဒါမှရန်သူတွေကကျွန်တော်တို့နိုင်ငံသားကရေပြင်တွေမှာရန်လိုတဲ့လုပ်ရက်တွေကိုလုပ်ဖို့မတွေးရကြမှာဖြစ်ပါတယ်လို့ကင်ကပြောပါတယ်။မေ21ရက်ကတန်ငါးတော်အလေးချိန်ရှိတဲ့ဖြတ်သိမ်းမောရေးချတဲ့အခမ်းအနားမှာသိမ်းမောဟာဟန်ချက်မညီပဲရှော့ကျသွားခဲ့ပြီးသိမ်းမောဝမ်ပိုက်ပိုင်းအကွဲသွားခဲ့ကြောင်းမြောက်ကိုရီးယားကထုတ်ပြန်ခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ Gattuso ကိုအီတလီလူရေးစင်နီးပြဖြစ်ခန့်အပ်ဖို့လှုံ့ဆော်နေတယ်လို့ Buffon အတည်ပြုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ လက်ရှိချိန်မှာအီတလီလယ်ရေးစစ်အသင်းရဲ့မန်နေဂျာအဖြစ်ဆောင်ရွက်နေတဲ့ဂိုဒမဟောင်းဘူဖွန်ကဂက်တူဆိုကိုအီတလီလယ်ရေးစစ်နီးပြအဖြစ်ခန့်အပ်ဖို့လှုံ့ဆော်နေတယ်လို့အတည်ပြုပြောကြားခဲ့ပါတယ်။ အီတလီဘောလုံးအဖွဲ့ချုပ် FIGC ကအခုနောက်ပိုင်းပွဲစဉ်တွေမှာအသင်းရဲ့စွမ်းဆောင်ရည်ကြဆင်းခဲ့တာကြောင့်လေရွေးစင်အသင်းနည်းပြစပတ်လက်တွေကိုရာထူးကနေ ထုတ်ပေးခဲ့ပြီးနည်းပြတဲ့ခန့်အဖို့ကြိုးပမ်းနေတာပါ FIGC ကရိုမာနည်းပြဟောင်းရာနီရီရီကိုဦးစားပေးအဖြစ်သတ်မှတ်ခဲ့ပေမဲ့ရာနီရီရီကရိုမာအသင်းရဲ့အထူးအကြံပေးအဖြစ်သာဆောင်ရွက်ဖို့ဆုံးဖြတ်ထားတာကြောင့်လက်လျှော့ခဲ့ရတာဖြစ်တယ်လို့လည်းသိရပါဗျ။ PO လေဒီရော့စင်နဲ့ကင်နာဗာရိုတို့လည်းအီတလီလူရင်းစင်နည်းပြရာထူးအတွက်ရထားခံခဲ့ရပေမဲ့ အခုတော့ကက်ဆူတော်ကိုခန့်အပ်ဖို့နောက်ဆုံးဆွေးနွေးတဲ့အဆင့်ကိုရောက်ရှိနေပြီလို့သိရပါဗျ။ကျွန်တော်တို့နောက်ဆုံးအသေးစိတ်အချက်အလက်တွေအတွက်စောင့်နေရတဲ့အဆင့်ကိုရောက်နေပါပြီ။အဆုံးသတ်မှာကျွန်တော်တို့အကောင်းဆုံးဖြစ်မဲ့ဆုံးဖြတ်ချက်ကိုချမှတ်နိုင်လိမ့်မယ်လို့ထင်ပါတယ်လို့ဘူဖွန်ကပြောပါရယ်။ကတူဆိုကဒီလရဲမှာပဲခရိုအေးရှားကလပ်ဟာဒက်စပလစ်အသင်းနဲ့လမ်းခွဲထားပြီးအသင်းလက်မဲ့ဖြစ်နေသူပါ။လက်ပတ်ရတဲ့ရဲ့ဇွန်လ15ရက်နေ့ညပိုင်းသတင်းတွေကိုတိုက်ထုတ်လွှင့်ပေးခဲ့တာပါ။ကြီးစုနားဆင်ပြီးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရယ်။မင်္ဂလာရှိတဲ့ညချမ်းလေး